ဒီခွေရေးမျိုးကဘဝမှာတစ်ခါပဲပေါ်လာနိုင်တာပါဆိုတဲ့ဘန်ပြည်သူများအားလုံးပဲမင်္ဂလာပါရှင်ကြော်ကြား MMA Sport Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ ချင်းပိုက်တော်လေးဂျိုရှူအာဘန်ကတော့ဒီတစ်ခေါက်ဘရန်ဒန်ရိုက်ဘယ်နဲ့အင်ဆိုင်ရမယ့်ခွင့်ရမျိုးကဘဝမှာတစ်ခါပဲပေါ်လာနိုင်တာကြောင့်လက်လွတ်မခံဘဲလက်ခံလိုက်တာဖြစ်ကြောင်းပြောလာခဲ့ပါရယ်ဗန်ဟာလာမစ်ဇွန်လ28ရက်နေ့မှာ International Fight Week မှာကျင်းပပြုလုပ်သွားမယ် UFC 317မှာဘရန်ဒန်ရိုက်ဘယ်နဲ့ထိုးသက်သွားမှာဖြစ်ပါရယ်ကတန်ဦးတော့က UFC ဘက်ကဘရန်ဒန်ရိုက်ဘယ်ကိုလက်ရှိ Flyweight အဆင့်6မှာရှိနေတဲ့မန်နေကိတ်နဲ့ပွဲတည့်ပေးထားတာဖြစ်ပါရယ်ဒါပေမဲ့မန်နေကိတ်ကဒဏ်ရာပြဿနာကြောင့်နှုတ်ထွက်သွားချိန်မှာ UFC ဘက်က န်ကိုအစောင်းဝင်ထုတ်မလာမိတာနဲ့ဘန်ကလည်းချက်ချင်းလက်ခံလိုက်တာကြောင့်ဒီပွဲဖြစ်လာခဲ့တာပါပြိုင်ဘက်ပြောင်းလဲဖြစ်သွားတဲ့အခြေအနေနဲ့ပတ်သက်ပြီး Brandon Rybak ကမန်နေဂီကနှုတ်ထွက်သွားတယ်လို့ကြားပါရယ်သူတန်ရာအခြေအနေဘလောက်တိရှိလဲကျွန်တော်လည်းသိချာမသိပါဘူးကျွန်တော်သိတာက Van Gogh UFC Flyweight တမတော်တော်လေးကျန်းနေတဲ့ Letter Fighter ဆိုတာပါပဲကျွန်တော်တော်တော်ဘယ်သူနဲ့ပဲထိုးရထိုးရဘာမှမပြောင်းလဲပါဘူးဒီဘဲရီအကုန်လုံးကကျွန်တော်တို့ကို fight ပြီးနာမည်ကြီးကျင်နေတာလေးကျွန်တော်တို့ကတော့ပွဲကောင်းဖြစ်လာမယ်လို့ယုံကြည်ပါရယ်ဆိုပြီးပြောကြားသွားခဲ့ပါရယ် လက်ရှိ flyway စစ်တပ်မှာရပ်တည်နေတဲ့ Brandon Rybick က Bruno Silva နဲ့ပွဲပြီးမှဗန်စိန်ခေါ်ခဲ့မှုတဲ့ Brandon Morino ကိုတော့နိုင်ရရှိထားသူဖြစ်ပါရယ်။ဒါ့အပြင် Bruno Silva နဲ့ထိုးပြီးသုံးပတ်ကြာမှထိုးသက်ရမှာဖြစ်တာကြောင့် Van Dijk ကလွယ်ကူတဲ့ပွဲဖြစ်လာမှာမဟုတ်ဘူးလို့သုံးသပ်နေကြပါရယ်။ဒါ့အပြင်တချို့တွေကလည်း Van Gogh ဆန္ဒစော်လွန်နေဆိုပြီးဝေဖန်တာမျိုးတွေလည်းရှိပါရယ်။ဒီဘက်ကိုလက်ခံလိုက်တာနဲ့ပတ်သက်ပြီး Van Gogh ဒီတစ်ခါပွဲကတော့ပြိုင်ဘက်စီမှာပို့ပြီးဖိအားများမယ်လို့ထင်ပါတယ်။ဘာလို့လဲဆိုတော့သူကထိပ်ပိုင်းတစ်ပတ်တစ်ကွန်ဒက်တာနေရာမှာရက်တည်နေတဲ့သူအထူးသဖြင့်ကျွန်တော်က short notice နဲ့ဝင်လာလာလေးကျွန်တော်တို့ဘာမှထိခိုက်ဆုံးရှုံးသွားစရာမရှိပါဘူး။ဒီလိုပြောလိုက်လို့ဒီကောင်ကရှုံးရှုံးနိုင်နိုင်ဂယုမစိုက်ပါဘူးကွာဆိုပြီးလူတွေကပြောရင်လည်းလက်မခံနိုင်ပါဘူး။အမှန်ကန်နိုင်ခြင်းလို့ကိုပွဲလက်ခံတာပါ။ဒီတော့ကိုလို့ဆရာရှိတာကိုလို့ပြီးနိုင်ပွဲရအောင်ပဲချင်းကပ်သွားဖို့စူးစမ်းတော့မှာပါ။ထပ်ပြောရရင်ဒီခွင့်ရကဘဝမှာကျွန်တော်တို့တစ်ခါပဲပေါ်လာနိုင်တဲ့ခွင့်ရမျိုးဖြစ်နေပါရဲ့။ သုံးပတ်ပြင်ဆင်ချိန်ရနေဆိုတော့ကကျွန်တော်တို့ food training camp မှာပဲအဲ့လိုစင်ကြေမရှိဘူးဖီအားလုံးဝမရှိပါဘူးဆိုပြီးပြောကြားသွားခဲ့ပါတယ်။တပတ်ကပြန်စစ်ဆေးကြည့်ရင်ဒါဟာဘန်အတွက်အရှုံးမရှိတဲ့ပွဲလေးဖြစ်နိုင်ပါတယ်။ rival ကအဆင့်1 fighter ကိုအနိုင်ရမယ်ဆိုရင်ဘန်ရဲ့နောက်လာမယ့်ပွဲက flyweight စင်ခေါ်ပွဲပဲဖြစ်မှာပါ။ rival နဲ့ထိုးတက်ရမှာဖြစ်တဲ့အတွက်ပြိသက်တွေပို့ပြီးသတိထားမိလာပြီးပိုအာယုံစိုက်တာကိုခံရမှာပါ။ဒါဟာအသက်23နှစ်ပဲရှိသေးတဲ့ဘန်အတွက်တော့နောက်ပွဲတွေကိုပိုအားကောင်းလာစေပါတယ်။တကယ်လို့ရလဒ်မကောင်းရင်လည်းအ အရင်မှာပဲအတွေ့အကြုံရတဲ့ပြင်ဘာရီလိုအပ်ချက်ရှိနေတယ်လဲဆိုတာကိုသိနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဗန်တယောက်ပြင်ဆင်မှုကောင်းကောင်းလုပ်ပြီးအောင်ပွဲတွေရပါစေလို့မျှော်လင့်မိပါတယ်။ဝိုင်းဘက်စော်စားလို့ပါကတက်တွေ့ထားတဲ့ page တွေမှာစော်စားလို့ရပါတယ်။ promo code SYS7 လေးကိုအသုံးပြုပြီး100%ပေါ်နဲ့ရယူလိုက်ပါ။ဟုတ်ကဲ့ပါရှင်။ view လေးကတော့ဒီလောက်ပါပဲ။နောက်နေ့မှလည်း MMA နဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ page လေးကို like and follow လုပ်ပြီး review လေးကို share ပေးဖို့ပြောရင်လည်းနှုတ်ဆက်လိုက်ပါရစေရှင်။